အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဘာဆိုနာအသင်းကအခုလက်ရှိပေါ့လေဒီတစ်ပတ်မှာဒါသူတို့ရဲ့ La Liga ပွဲစဉ်ဖြစ် Athletic Club နဲ့ဒါသူတို့အိမ်ကွင်းဖြစ်တဲ့ Spotify Cup မှုကိုပြန်ကန်တဲ့အခါနာကလပ်သင်းဘက်ကဝင်ငွေဘလောက်ထိတိုးတက်လာမယ်အကြောင်းအပါအဝင်ကွင်းတစ်ကြီးပြီးသွားတဲ့အခါမှာသူတို့ရဲ့ဝင်ငွေ generate ကတိုးတက်3000လောက်ထိတိုးသွားမယ်ဆိုပြီးတော့ ိုးတနေ့ကနာပိုတာကသတင်းစာရှင်းလင်းပွဲမှာပြောထားတယ်ဆိုတော့ဘာဆိုနာကအခုဒီတပတ် Athletic Club နဲ့ပွဲမှာပေးသက်4000ကျွဲရှိတယ် Queen ဒါ Queen မှာပေးသက်ပေါင်ကွင်းရရှိမှာဖြစ်ပြီးတော့ Itran Frankfurt ပွဲအပါအဝင် Copenhagen နဲ့ Champions League လက်ချံအိမ်ကွင်းနှစ်ပွဲကိုလည်းကစားဖို့ UEFA ရှိကနေအပြုရပြီဆိုတော့ဘာဆိုနာဘက်ကဒီကိုဗစ်ကာလမှာအစမတန်ငွေကြေးသုံးဆွဲမှုရဲ့လောကလာစာရီကြောင့်အသင်းကစူပါစတာလီယိုမက်ဆီကိုပါဆုံးရှုံးခဲ့ရသလို သူတို့ရဲ့အဓိကကစားမတော်တော်များများရောင်းထုတ်ခဲ့ရတာ ပြဿနာတွေအများကြီးနဲ့ဘာဆိုနာတော်တော်လေးရုန်းကန်ရအဲ့ဒဏ်ကိုအခုချိန်ထိဖြေရှင်းနေရင်ဘာဆိုနာအသင်းရဲ့အခုလက်ရှိနေထားရ Spotify ကံမှုနဲ့ sponsor D ကအခုလက်ရှိမှာကွင်းတကြီးပြီးသွားရင်ရမယ်ပုံစံတစ်ထီအပါဝင် အခြားအခြားသောဝင်ငွေတွေတိုးတက်လာမယ့်အချိန်မှာဘာဆိုနာကိုပြစ်ဆက်ခဲ့တဲ့ကစားမတွေများတယ် အချိန်မှာ Frankie တောင်းဆိုလာစာအများကြီး short ယူတဲ့ Jerry PK ကလာစာတွေအများကြီးကိုမယူဖို့ဆုံးဖြတ်တဲ့ဒါ Jody Alba အပါဝင်ဒါတစ်ချိန်ထဲမှာပဲ Busquets တို့လည်းအားလုံးလည်းအနာယူသွားတဲ့ဖြစ်လို့တစ်ဖက်မှာ Barcelona ကစားမားတွေတဲကအကွဲတို့ဆိုလေလာစာ short ယူတဲ့ Manfred Depay ကအစားတော်တော်များများဒီလိုလောက်ကြတယ်အဲ့နေရာမှာ Lewandowski နဲ့ Barcelona ကိုရောက်လာပြီးတဲ့အချိန်မှာတော်တော်လေး Barcelona အသင်းရဲ့အခက်အခဲတွေ Barcelona အသင်း ဘက်ကပေးချေရမယ့်ငွေကြီးတိုင်းဘက်ကတော့လီဝန်ဒေါစကီကတော်တော်လေးကူညီထားတယ်ဘာဆိုနာကမမတ်ရရပဲရောဘတ်လီဝန်ဒေါစကီကိုခေါ်တဲ့အချိန်ပေါ့လေအဲ့ချိန်တုန်းကဘိုင်မြူနစ်အသင်းကခေါ်တဲ့အချိန်2020 23အဲ့ season မှာဘာဆိုနာကလီဝန်ဒေါစကီကိုခေါ်တယ်အဲ့လီဝန်ဒေါစကီကိုခေါ်တဲ့အချိန်မှာဘယ်လိုပြောမလဲဒီသူတို့ဘက်ကလီဝန်ဒေါစကီနဲ့ပတ်သက်လို့ contract situation ရှိတယ်အဲ့ contract situation မှာလီဝန်ဒေါစကီ တို့အပူခံစားခွင့်ဆိုတဲ့သဘောတူညီမှုပေါ့လေ2014ကနေ22တိဘိုင်မြူနစ်မှာအကောင်းဆုံးဆွမ်းဆောင်ကစားမဖြစ်တဲ့လီမန်ဒေါစကီကိုဘာဆိုနာကဒါဘယ်လိုပြောမလဲ2022မှာသူရောက်အောင်ခေါ်လိုက်တယ်သူရောက်လာပြီးတဲ့အချိန်မှာပဲလီမန်ဒေါစကီကဘာဆိုနာတို့အကောင်းဆုံးခြေစွမ်းပြကစားခဲ့တယ်အဲ့လိုမျိုးနဲ့ကစားနေရင်လည်းနောက်ဆုံးမှာသူကအခုလက်ရှိမှာဘယ်လိုပြောမလဲဆိုတော့ဘာဆိုနာအသင်းအတွက်အရေးပါတဲ့တိုက်စစ်မှုပေါ့လေဒီယာဒီကုံမှာသူအခုဘယ်လိုပြောမလဲ ီစာချုပ်တက်တန်းကုန်ပြီသူကကလပ်အသင်းမှာဆက်ရှိခြင်းနဲ့ကလပ်ကသူ့ကိုတက်တန်းတူဖို့မျှော်လင့်ထားတယ်။လီဗွန်ဒေါစကီကိုဘာဆိုနာကယူရို55တန်းပက်ကေ့ချ်နဲ့အပိုစုချင်းဝင်5တန်းနဲ့ထပ်တိုးသဘောတူညီမှုရပြီးတော့အသက်34နှစ်33နှစ်အရွယ်ရှိတဲ့ပိုလန်တိုက်စစ်မှုကိုခေါ်လိုက်တာ။ဒါပေမဲ့အဲ့မမရရဘိုင်းမြူနစ်တင်ကခေါ်ယူတဲ့အချိန်မှာသူ့ကိုပေးရမယ့်အတော့5တန်းရှိတယ်။ ငါးသန်းထဲမှာလာလီဂါချန်ပီယံဆူဖလာဘာဘာဘာရရင်ဘယ်လောက်ရမယ်ဆိုပြောတဲ့အထက်မှာသူရဲ့ပထမရာသီမှာလာလီဂါတွင်းကို25ခုပြည့်သွားရင်ဘာဆိုနာအသင်းကဘိုင်မြူနစ်ကိုဘယ်လိုပြောမလဲတူတယ်နောက်ထပ်အပူစုချင်းငွေ2သန်းခွဲထပ်ပေးရမယ်ဒါမဲ့ဘာဆိုနာအသင်းကလွန်ဒေါစကီကို25ခုလည်းမပြည့်စေချင်ဘူးလာလီဂါပွဲတွေကကြံသေးတယ်အဲ့ချိန်မှာရောဘတ်လင်မဒေါစကီက23ခုတွင်းထားပြီးပြီနောက်ထပ်2ခုတွင်းတာနဲ့ဘိုင်ယန်ကိုအတော်2သန်းခွဲပေးရမယ် အဲ့ရဒီမှာဘာစီလိုနာအသင်းရဲ့တိုက်ရှင်မှုလေဗိုဒေါစကီကတူတယ်33ဂိုးသွင်းတယ်ဒါ33ဂိုးသွင်းယူနိုင်ခဲ့တယ်ဒါပေမဲ့ဘိုင်မြူနစ်ရနိုင်တဲ့ဘိုးနပ်ရနိုင်မဲ့25ဂိုးပြေဖို့2ဂိုးအလိုပါဘာစီလိုနာတာဝန်ရှိသူတွေကလေဗိုဒေါစကီကိုဒါဘယ်လိုပြောမလဲတရားဝင်တောင်းဆိုမှုပြုလုပ်တယ်အဲ့ဒါကတော့လေဗိုဒေါစကီနဲ့တွေ့ဆုံပြီးတော့လက်ချံပွဲဒီမှာဂိုးမသွင်းဖို့တောင်းဆိုခဲ့တယ် ပြောချင်တာကတကယ်လို့25တန်းပြည်တာနဲ့ဘိုင်ယန်ကို2တန်းခွဲထပ်ပေးရမယ့်အချက်ကြောင့်လေဝန်ဒေါစကီက23ခုသွင်းပြီးတဲ့အချိန်မှာလက်ချက်တကိုးပဲလူတော့တယ်။အဲ့နှကိုးသွင်းဖို့လိုအပ်တဲ့အချိန်မှာလေဝန်ဒေါစကီကသူ့အသင်းကို2တန်းခွဲထပ်ပြီးတော့မကုန်ကြအောင်လို့သူကိုယ်တိုင်လည်းမသွင်းလို့ဘာဆိုနိုင်ရဲ့ request လို့မှုကိုဒါလက်ခံခဲ့တယ်။တကယ်ဆိုရင်ဘယ်လိုပြောမလဲဆိုတော့ လီဗန်ဒေါစကီကကလပ်နဲ့ပတ်သက်လို့ရှိရင်သူလကလည်းများပါတယ်ဒါပေမဲ့အသင်းအတွက်သူလုံးဝလက်ခံခဲ့ပြီးတော့ဒါထိတ်တန်းတိုက်စစ်မှုကြီးတူကအသင်းအတွက်ပေးဆက်ခဲ့တယ်ဒါကြောင့်ဘာစလိုနာအသင်းရဲ့စာချုပ်တစ်ကိုသူကမျှော်လင့်နေတာဒါဘာစလိုနာအတွက်သူလုံးပင်းပေးလိုက်တဲ့ဘိုင်းလိုလုံးပင်းတကယ်တမ်းကျတော့ဘာစလိုနာသူ့ကိုခေါ်တာမရှုံးဘူးဗျပထမရာသီ33ကိုဒုတိယရာသီ26ကိုမနစ်ကဆို42ကိုအထိတွင်းနေပြည်တွင်းဖလား3လုံးရသူရောက်ပြီး3နှစ်အတွင်းလာလီဂါမှာနှလုံးရတယ် ဘာဖြစ်ဖြစ်အောင်မြင်မှုရတယ်ဘာမဲ့ကက်တလန်ကလပ်ကဘလောက်တိပစံမရှိလဲဘလောက်တိခက်ခဲနေလဲဆိုတဲ့အချက်ပဲဘာဆိုနာအသင်းကတော့ခု Spotify Camp လို့ပြီးရင်တော့သူတို့တို့ကအကောင်းဆုံးပုံစံနဲ့ငွေကြီးတွေရရှိနိုင်တော့မှာဖြစ်ပြီး maybe Lewandowski ကိုများတနည်းများထပ်တော်မလားစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်